မင်္ဂလာပါခုမှဒီပုံလေးကိုဆွဲပြမယ်နော်ဒီပုံလေးမှာသူ့ရဲ့ dimension လေးတွေကဘာနဲ့တက်ထားလဲဆိုရင်လာ matrix scale နဲ့ပေါ့နော် matrix scale ကိုမှ decimal မဟုတ်ပဲ fractional နဲ့သုံးထားပါပေါ့နော်ဒါဆိုရင် autograph file လေးကို fin un under မှာ fractionally ထားခဲ့ပါနော်ဒီပုံလေးဆွဲဖို့အတွက်ဆိုရင်အဲ့ဒီဘုံလေးကိုကြည့်မယ်ဆိုရင်ဘယ်ကနေစဆွဲမလဲပေါ့နော်။ဒီမှာစာကဲလေးတွေပေးထားတယ်ဘယ်နှခုလဲဆိုရင် diameter 17.8 in ရှိရဲ့စာကဲလေးတစ်ခုနောက်တစ်ခု diameter 31 in လို့ရှိရဲ့စာကဲလေးတစ်ခုနှစ်ခု diameter 6နဲ့ပြည့်တဲ့စာကဲ3ခုပေါ့အဲ့အဲ့စာကဲလေး3ခုကနေစာဆွဲမယ် diameter နဲ့ဆွဲမယ်1-7.8 enter နောက်ထပ်စာကဲ comment ခေါ်မယ် center point ထောက်မယ် ဒီလိုမျိုးတစ်ခါကျ point ပြောင်းနေတယ်ပေါ့နော်အဲ့လိုကကြလို့ရှိရင်အဲ့ဒီ circle ပေါ်မှာတစ်ချက်ကလေး mouse ကိုရွှေ့ပြလိုက်ရင် center လေးရဲ့တူတူပေါ်ပါတယ်နောက်မှာ center မှာ click ထောက်ဘယ်လောက်လဲဆို3-1 by 2 enter နောက်တစ်ခုကเออ sorry ဒါ radius ဖြစ်သွားတယ်เนาะ diameter မြည်လဲအဲ့တော့ center နေ circle diameter comment you center မှာ diameter တစ်ခါယူပြီးသားဆိုတော့ 3-1 by 2တန်ရည်လို့ရမယ်။နောက်က circle command ခေါ်မယ်။ center map ပေးမယ်။ center map ပေးမယ်။ quadrameter နဲ့ဆွဲမှာဖြစ်တဲ့အတွက် d under sorry f ဖြစ်သွား d under sys under အဲဆိုရင်သူပြထားတဲ့ circle 3ခုတော့ ဆွဲပြီးသွားပြီပေါ့နော်စာကဲတုံးဆွဲပြီးသွားပြီပြီးရောဒီဒုတိယမြောက်စာကဲလေးကိုသူကဒီမှာကာလာလေးချဲထားတယ်နော်အဲ့တော့အဲ့လိုကာလာလေးကိုမားရောကဒီမှာချဲလို့ရလဲဆိုရင်ဒီပုံမှာအဲ့ကိုချဲခြင်းနဲ့ object လေးကိုဆက်လက်မှတ်ဒီပေါ်လေးမှာဘိုင်းလေးရဆိုလို့ရှိရဲ့ object ကလာသူတစ်ချက်သွားကိုနှစ်သက်တဲ့အရာတခုခုရေးပေးခဲ့ပါနော်အဲ့ဒီရောင်းလေးရေးပေးခဲ့ပေါ့အဲ့တော့ဒီစာကဲလေးမှာ ဒီဘေးမှာဗာလေးလေဆိုတော့ဒီဒီပုံစံလေးပေါ့နော်ဒီမှာ circle လေး 3x4 အကျယ်ရှိရယ် circle လေးရယ် line လေးရယ်ပေါ့အဲ့ 3x4 ကသူရဲ့ diameter အဲ့တော့ 3x4 diameter ရှိရယ် circle လေးရယ်ပြီးတော့ဒီတန်းချန် line နဲ့ဒီအပြင် circle နဲ့လှန့်ထိထားတဲ့ line လေးနဲ့ကြောက်ရယ်ပေါ့နော်အဲ့ပုံလေးအရင်ဆွဲလိုက်အဲ့ဒီပုံလေးဘယ်နှခုပါလဲဆိုတော့1ခု2ခု3ခု4ခု5ခု6ခုအဲ့ဒီ6ခုကိုဒါဘာလို့ထားလဲဆိုရင် တခုချင်းစီလိုက်မဆွဲရောပဲနဲ့ဒီတခုလေးဆွဲပေးရမယ်အဲ့ဒါကို array ပွားလိုက်မယ် array မှာမှာဘာ array လဲဆိုရင်၃ခုပြောပေးရလေအဲ့ဒါမှာမှာစာကဲမှာဆွဲမယ် array ဖြစ်တဲ့အတွက် polar array နဲ့ပွားပါမယ်အဲ့တော့ဒါလေးတခုအရင်ဆွဲပါမယ်အဲ့တော့ဒီ quadrant လေးမှာ quadrant map လေးရှိမှာပေါ့နော်အဲ့တော့စာကဲ command ခေါ်မယ် diameter 3 by 4နဲ့ဒီ line ဒီစာကဲပေါ်မှာ quadrant ဒီနဲ့တောင်းအဆုံပေါ့နော် quadrant လို့ပေါ်မှာဒါကလစ်ချပါနော် ပြီးတော့ diameter က3 by 4 under အဲ့တော့ဒီစာကလေးရပြီပြီးတော့အဲ့ရနေပြီးတော့ဒီအပြင်စာကလေးကိုလှန့်ထည့်ရ line လေးဆွဲမယ် line comment ယူမယ်ဒီစာကလေးအသေးလေးရဲ့ quadrant လေးကိုမိအောင်ဖမ်းမယ်နော် quadrant မိပြီဆိုမှ glitcher ပြီးရင် auto move on ထားပြီးတော့ဒီအပြင်စာကလေးကိုဖြတ်တဲ့ line တစ်ချောင်းဆွဲထားလိုက်မယ် escape နဲ့ drag ပြီးရင် line comment နဲ့ပဲဒီကအောက်က quadrant လေးကိုလည်းမိအောင် glitcher ပြီးရင် အပြင်ကိုအဖိတ်မှုနဲ့စကင်ကိုဖြတ်တဲ့ line ကိုဆွဲထားမယ်ပြီးတော့မှဘာလို့မလဲဆိုမလူရာကြီးဖြတ်မယ် dr under under ဒီ line နေမလို့ဒီ line လည်းမလို့ပြီးတော့ dr ကကောမလို့အဆိုရင်ဒါလေးရရင်နော်အဲ့တော့မှဒီကောင်လေးကိုဒီစာကေဒီစာကေမှာပေါ့နော်ဒီစာကေမှာလာပြီးဘာလို့မှလဲပိုလာအရေးလို့မှာအဲ့ဒါအတွက်ကြောင့်မလို့ a re comment ar under select object ကိုပွားကျင်တဲ့ object လေးတွေကို select မှတ်မယ်နော် select မှတ်ပြီးပြီ enter အဲ့ဒီမှာ၃မျိုးရှိရပါနဲ့လေ polar နဲ့သွားမှာဖြစ်တဲ့အတွက် polar enter polar ရေ polar array ကိုသုံးမယ်ဆိုရင်သူ့ရဲ့ center လေးမှတ်ပေးရတယ်အဲ့တော့ဒီ center ကနေအဲ့တော့ဒီဒီ box လေးကြာလာမယ်ပေါ့နော်အဲ့ဒီရောမှာ ကိုကဒီမှာ6ခုဖြစ်တဲ့အတွက်ဒီဟာအော်တိုဝါ6ခုဝင်နေတာပေါ့နော်အကယ်၍ဒီမှာ9ခု10ခုဆိုရင်ဒီ item မှာလာပြီးရောအရေးတွက်လေးချိန်ပြရမယ်ပေါ့နော်ဒီမှာတော့ချိန်စရာမလိုတော့ပါဘူးအဲ့တော့မှဒီပုံလေးရော array ပွားပြီးသွားပြီအစကင်းနဲ့ထွက်လာမယ်နော်ပြီးရင်မလိုတာတွေဖြတ်ဖို့ရှိသေးရဖြစ်တဲ့အတွက် dr under under အဲ့တော့မှမလိုတာလေးတွေကိုစိတ်ရှိရှိလေးနဲ့လိုက်ဖြတ်ရပါမယ် ။အဲဒါဆိုရင်တော့ဒီဘက်ကပုံလေးတိုင်းရသွားပါပြီနော်။အဲတော့ dimension လေးတက်မယ်။ dimension တက်မယ်ဆိုရင်ရင်းဆုံးဘာလုပ်ရသေးလဲ။ dimension style change ခဲ့ရမယ်နော်။ d enter d enter modify မှာ override နဲ့တက်မယ်။နောက်တက်မယ်ပုံအတွက်။ uh sorry ဒီမှာသူတက်ထားပြီးသားဆိုတော့တစ်ချက်သားစီလိုက် modify ကို fraction နဲ့1 by 8 scale ပဲဟုတ်တယ်နော်အဲ့ဒါတခါရေယူလိုက်တော့မယ် okay okay ပြီးတော့မှ menu bar က diameter dimension သွားယူမယ် circle တွေမှာလိုက်တတ်မယ်ပေါ့နော်ဒါရေနောက်တစ်ခုကဒီ circle ရေနောက်တစ်ခုကအပြင် circle ရေပြီးတော့ဒါကကြတော့ circle နဲ့တက်တာမဟုတ်ဘူးဒီ distance အကွာအဝေးဖြစ်တဲ့အတွက် line line dimension နဲ့တက်မယ် ဒီ line နဲ့ဒီ line နဲ့ပါဆိုပြီးတော့အဲဒါဆိုရင်ဒီပုံလေးရသွားပါပြီเนาะ